ဒီငိမ့်ချမ်းရေးခရီးဆိုတာတော့တခါတည်းဖြစ်တာမို့ဖြစ်စင်ပေါ့ရှောက်လန်းသွားမှာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဟိုလမ်းမှန်ပေါ်ရောက်ပြီးတော့မှလမ်းမှန်ပေါ်မှာတယောက်နဲ့တယောက်လက်တွဲပြီးအပြန်လန်းစီလုံးညီညွတ်မှုနဲ့ပြီးလို့ရှိရင်အပြန်လန်းလေးစားယုံကြည်မှုနဲ့ကျွန်တော်တို့လက်တွဲပြီးသွားမှာဖြစ်ပါတယ်ငိမ့်ချမ်းရေးဖြစ်စင်မှာဒါစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လည်းအရေးကြီးတယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရင်လည်းငိမ့်ချမ်းရေးကို အထောက်အကူပြုတယ်။ငင်းချမ်းလို့ရှိရင်လည်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုတယ်။ဒီငင်းချမ်းရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကအပြိုင်သွားရမယ်ပေါ့နော်။ဟိုဒီခေါင်းနဲ့ပန်းလို့ပေါ့နော်။ဒါခွဲလို့မရဘူးဆိုတဲ့သဘောပါရှင်။ အဲကျွန်တော်တို့ပြည်သူလူထုတွေကြားထဲမှာလည်းစီးလုံးညညို့မှုလိုအပ်နေတယ်။အဲပြီးလို့ရှိရင်နိုင်ငံအနေနဲ့လည်းငြင်းချမ်းရေးလိုအပ်နေတယ်။အဲနောက်တစ်ခုကလည်းဒီတရားဥပဒေစိုးမိုးရေးပေါ့နော်။လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတွေလည်းလိုအပ်နေတယ်။အချက်တွေကိုဖြည့်ဆည်းနိုင်ဖို့လို့အတွက်ပူးပေါင်းဆောင်ရွက်ဖို့ပေါ့နော်။ဒီအစိုးရနဲ့ပြည်သူအကြပြည်သူနဲ့အစိုးရကြားအပြန်အလှန်ယုံကြည်မှုဖြစ်စေတာပေါ့နော်။ Peace Talk 2025ပေါ့နော်။ဒါ2025ခုနှစ်မှာပထမဦးဆုံးကျင်းပတာပါရှင့်။ပြီးခဲ့တဲ့ March လ 24 25 26ပေါ့နော်3ရက်တောင်ကျင်းပတာဖြစ်ပါတယ်။เนาะအဲ့ဒီမှာပါဝင်တက်ရောက်ကြတဲ့အဖွဲ့တွေလည်းများပါတယ်ရှင့်။အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပေါ်ဆောင်မှုကော်မတီပေါ့နော်။ကော်မတီရဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေပြီးလို့ရှင့်ကျွန်တော်တို့ဟိုတက်မတော်အငိမ့်စားအရာရှိကြီးများအဲပြီးလို့ရှင့်ကျွန်တော်တို့ NCA မှာလက်မှတ်ထိုးထားတဲ့အတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနိုင်ငံရေးပါတီတွေ အဲနောက်တစ်ခုကကျမတို့တက်ကတူကဘောင်မောက်ခါတွေတတ်သိပညာရှင်နေပေါ့နော်ပြီးလို့ရှိရင်အသင်းဖွဲ့ပေါ့အသင်းဖွဲ့လို့ပြောရင်တော့ဟိုမြန်မာနိုင်ငံအကုန်တယ်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအဖွဲ့ချုပ်ရဲ့အဲကိုယ်စားလှယ်တွေပေါ့နော်အဲပါဝင်ပါတယ်ပြီးလို့ရှိရင်မီဒီယာတွေလည်းပါပါတယ်ရှင်မီဒီယာတွေလည်းပါတယ်ပြီးလို့ရှိရင်ဒီငြိမ်းချမ်းရေးဖြစ်စင်မှာပေါ့နော်အဲထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့ကြတဲ့ပုံကိုယ်တွေလည်းပါပါတယ်နောက်ပါဝင်အသင်းပါဝင်တိုက်တဲ့လူတွေလည်းပါပြီးတော့မှာ အတန်ကတော်တော်လေးစုံလင်ပါတယ်ရှင်။ဟောပြီးလို့ရှင် JMC လည်းပါတယ်ရှင်။ဒီအပြစ်ခတ်အရက်စဲရေးကိုပူတွဲဆောင်ကြည့်တဲ့အဖွဲ့ပေါ့နော်။အဖွဲ့ရဲ့ကိုယ်စားလှယ်တွေလည်းပါပါတယ်ရှင်။အဲ့တော့ဟိုပေါ့နော်ဒီဒီခေါင်းစဉ်အဖြစ်ပြောရင်လူပုတ်ကိုခေါင်းစဉ်နေအများကြီးပါတယ်။အဲပြီးလို့ရှင်လည်းအဲကျွန်တော်တို့ဒေတာအပြင်ပြောရင်လည်းမြန်မာနိုင်ငံတနန်တလျားပါတယ်ပေါ့နော်ဆိုလို့ရှိရင်အဓိကအနှစ်သာရကတော့အဲ့ဒါပါရှင့်နောက်တစ်ခုကတော့ကျွန်တော်တို့ဟိုဆွေးနွေးတဲ့အချိန်မှာအ ကျွန်တော်တို့အဖွဲနှစ်ဖွဲခွဲပြီးဆွေးနွေးတယ်ပေါ့နော်ပထမအဖွဲကတော့နိုင်ငံရေးနဲ့လုံခြုံရေးပါရှင့်အဲနိုင်ငံရေးနဲ့လုံခြုံရေးကနေပြီးတော့မှကျွန်တော်တို့ဟိုပေါ့နော်ဒီအကြံပြုချက်တွေထွက်တာပေါ့နော်ဒီဆွေးနွေးပွဲ၃ရက်တာဆွေးနွေးပွဲရဲ့အဖွဲတစ်ပေါ့ရှင့်အဖွဲတစ်ရဲ့အကြံပြုချက်တွေပေါ့နော်ကာလတို့အနေနဲ့အကြံပြုချက်၃ချက်ထွက်တယ်နော်ကာလရှည်နဲ့ရည်ရှည်စင်ဆက်မပြတ်ဆောင်ရွက်ရမှာတော့အကြံပြုချက်က ဆယ်ချက်ထွက်ပါတယ်ရှင်။အဲ့လိုပဲအဖွဲ့နှစ်လည်းဆွေးနွေးပါတယ်ရှင်။အဖွဲ့နှစ်ကတော့ငင်းချမ်းရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးပါ။နောက်အဓိကတော့ဒီငင်းချမ်းရေးဖြစ်စဉ်မှာဒါစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လည်းအရေးကြီးတယ်။စီးပွားရေးဖွံ့ဖြိုးတိုးတက်ရင်လည်းငင်းချမ်းရေးကိုအထောက်အကူပြုတယ်။ငင်းချမ်းလို့ရှိရင်လည်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုတယ်။ဒီငင်းချမ်းရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကအပြိုင်သွားရမယ်ပေါ့နော်။ဟိုဒီ ခေါင်းနဲ့ပန်းလို့ပေါ့နော်ဒါခွဲလို့မရဘူးဆိုတဲ့သဘောပါရှင်အဲအဲ့ဒါလေးတွေဆွေးနွေးကြပါတယ်ဆွေးနွေးကြတဲ့အချိန်မှာအာကျွန်တော်တို့ဟိုပါပေါ့နော်အဲဒီအကြံပြုချက်တွေထွက်တာပေါ့ရှင်အကြံပြုချက်ကတော့လတ်တလောဆောင်ရွက်ရန်အကြံပြုချက်က၄ချက်ထွက်ပါတယ် အဲပြီးလို့ရှိရင်ရေရှည်နဲ့စင်စဲမပြတ်ဆောင်ရွက်ရမယ့်ကိစ္စတွေကတော့12ချက်ထွက်ပါတယ်ရှင်။အဲအဓိကအနှစ်သာရကဘာလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီလိုဆွေးနွေးပွဲတွေရလတ်ကဒီ diverse ဖြစ်တာပေါ့နော်မတူကွဲပြားတဲ့အုပ်စုတွေကနေပြီးတော့မှဒီမတူညီတဲ့ဒီကြောတောင်နောက်ခံရှိတဲ့လူတွေရဲ့အတန်နေပေါ့နော်။ဒါပုံမှန်လင်းလင်းလဲဆွေးနွေးရတယ်။အဲပြီးလို့ရှိရင်ကျွန်တော်တို့ဟိုပါပေါ့ရှင်အဲ Chatham House Rule ဆိုတာပေါ့နော်။ဒါဘယ်သူကဘာဆွေးနွေးတယ်လို့မဖော်ပြပဲနဲ့ဆွေးနွေးတဲ့အကြောင်းအရာပဲ။ အကြောင်းအရာပဲကျမတို့ပေါ်ပြတဲ့အခါကျတော့ဆွေးနွေးတဲ့သူတွေအနေနဲ့ဟိုစိတ်လုံးကြုံမှုရှိတာပေါ့နော်ကိုဆွေးနွေးတာကြိုက်ပါမလားဒါမှမဟုတ်ရင်ကိုဆွေးနွေးချက်ကိုဟိုဘယ်သူကဗာဆွေးနွေးတယ်ဆိုတာကြီးခေါင်းစဉ်တက်ပြီးပြောတာမျိုးမဟုတ်ဖ ೇನೆ လေလူနာမည်တက်ပြီးပြောတာမျိုးမဟုတ်ဘဲနဲ့အကြံဉာဏ်ဝဲယူတာပေါ့နော်အဲ့ဒါလေးကကောင်းကောင်းတာဖြစ်ပါတယ်ရှင်နောက်တစ်ခွာကျတော့ဒီအဓိကတော့ရည်ရွယ်ချက် ပေါ့ရှင်ရည်ရွယ်ချက်ကကျမတို့မြန်မာနိုင်ငံကတော့ဒါလက်ရှိချိန်နေလို့ပြောလို့ရှင်ဒါ ဟို1948ခုနှစ်ပေါ့နော်လွတ်လပ်ရေးစရပြီးတော့ဟာယင်ကျွန်တော်တို့ကဒီတိုက်ဟောပေါ့လက်နက်ကင်ပြည်တွင်းလက်နက်ကင်ကိစ္စတွေကဖြစ်ခဲ့တာပေါ့နော်ငြိမ်းချမ်းရေးကပြောမယ်ဆိုရင်တော့ဒီအနှစ်80လောက်ရှိပြီအဲကျွန်တော်တို့ဒီပြည်တွင်းလက်နက်ကင်ပြိပခါတွေဖြစ်နေတယ်အဲပြီးလို့ရှိရင်လည်းကျွန်တော်တို့နိုင်ငံရေးအ သဘောထားကွဲလဲမှုတွေပေါ်မူတည်ပြီးတော့မှလည်းအငင်းပွားမှုတွေဖြစ်နေတယ်ပေါ့နော်အဲကြတော့ကျွန်တော်တို့ဘာလို့နေလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ပြည်သူလူထုတွေကြားထဲမှာလည်းစီးလုံးညှဉ်းညွတ်မှုလိုအပ်နေတယ်အဲပြီးလို့ရှိရင်နိုင်ငံအနေနဲ့လည်းငြိမ်းချမ်းရေးလိုအပ်နေတယ်အဲနောက်တစ်ခုကလည်းဒီတရားဥပဒေစိုးမိုးရေးပေါ့နော်လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတွေလည်းလိုအပ်နေတယ်။အချက်တွေကိုဖြည့်ဆည်းနိုင်ဖို့လို့အတွက်ပူးပေါင်းဆောင်ရွက်ဖို့ပေါ့နော်။ဒီအစိုးရနဲ့ပြည်သူအကြပြည်သူနဲ့အစိုးရကြအပြန်အလှန်ယုံကြည်မှု ဖြစ်စေတာပေါ့နော်ဒါဒါမျိုးစကားဝိုင်းနေကကောင်းပါလေရှင်အဲနောက်တစ်ခုကတော့ဒီစကားဝိုင်းဆွေးနွေးပွဲတွေကနေပြီးတော့မှငြိမ်းချမ်းရေးကိုသွားမယ်ဆိုတဲ့ဟာပေါ့နော်အဲပြီးလို့ရှင်ဒါအဓိကကတော့နိုင်ငံရေးပါတီတွေဖြစ်တယ်နောက်တိုင်းရင်းသားလက်နက်ကိုင်တွေပေါ့နော်ဒီ NCA ကိုလက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ခါကျတော့အဓိကကတော့ကျွန်တော်တို့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်နဲ့စနစ်နဲ့ပေါ့နော်ပြည်ထောင်စု ရည်တည်ဆောက်နိုင်ဖို့ပေါ့နော်အဲ့ဒါအတွက်အဓိကရည်ရွယ်ပြီးတော့ဆွေးနွေးကြတာဖြစ်ပါတယ်ရှင်ဟိုတောက်လျှောက်တော့ဆွေးနွေးခဲ့ပါတယ်ဆွေးနွေးခဲ့ပြီးတော့မှဒီလိုမျိုး peace talk လုပ်တာပေါ့နော်ပြီးလာမဲ့25 26 29မှာလည်း ထပ်ပြီးတော့မှဒီ peace forum လောက်တာပေါ့နော်ဒီ2025ခုနှစ်မှာတင်ကိုဟို3လတစ်ချိန်3လတစ်ချိန်နဲ့နှစ်ချိန်ပေါ့နော်ဆောင်ရွက်တာအဲ့ဒါလေးကတော်တော်လေးကောင်းပါတယ်ရှင့်အဲ့လိုဆောင်ရွက်ခြင်းအဖြစ်တော့ပြည်သူတွေရဲ့အတန်ကိုလည်းကြားရမယ်ပြီးလို့ရှင့်ဒီထွက်တဲ့ခုနအကြံပြုချက်တွေပေါ့နော်အကြံပြုချက်တွေကိုလည်းသက်ဆိုင်ရာတာဝန်ရှိသူတွေကိုဖြန့်ဝေပြီးတော့မှအတင်ပြပြီးတော့မှဒီဆက်လက်ဆောင်ရွက်မယ်ဆိုလို့ရှင့်ကျမတို့ကဒီငိမ့်ချမ်းရေးခရီးဆိုတာတော့တခါတည်းဖြစ်တာမဟုတ်ဖြစ်စဉ်ပေါ့ရှောက်လှမ်းသွားမှာပေါ့နော်အဲ့ဒီမှာကျမတို့က ဟိုလမ်းမှန်ပေါ်ရောက်ပြီးတော့မှလမ်းမှန်ပေါ်မှာတယောက်နဲ့တယောက်လက်တွဲပြီးအပြန်လာစီလုံးညီညွတ်မှုနဲ့ပြီးလို့ရှိရင်အပြန်လာလေးစားယုံကြည်မှုနဲ့ကျွန်တော်တို့လက်တွဲပြီးသွားအောင်မှာဖြစ်ပါတယ်ရှင့်ခုကဘာကြီးမှလည်းတော်တော်လေးကိုမှဟိုပေါ့နော်ဟိုဒီစစ်မှတ်တွေဖြစ်ပွားနေတယ်ပေါ့နော်စစ်မှတ်တွေဖြစ်ပွားနေတယ်ဒီစစ်မှတ်ဖြစ်ပွားခြင်းကြောင့်မို့လို့အဲကျွန်တော်တို့ဒီလောင်စာစီတို့လို့နော်ကဘာ စီးပွားရေးတို့လို့ပေါ့နော်ဒါမျိုးတွေကအကျက်တဲတွေဖြစ်လာနိုင်တာပေါ့နော်အဲ့လိုဖြစ်လာနိုင်တယ်ဆိုတော့ဒါကျမတို့ကလည်းဒါပြည်တွင်းရေးဖြစ်ပါတယ်ရှင်ပြည်တွင်းရေးမှာကိုယ်ပြည်သူလူထုအချင်းချင်းပဲကျမတို့ပူးပေါင်းဆောင်ရွက်ပြီးတော့မှနော်တယောက်စကားတယောက်ကိုလေးလေးဆဆနားထောင်ပြီးတော့မှပြီးလို့ရှင်ဒါအများသဘောတူတဲ့အကြဉာဏ်ပြုချက်တွေနဲ့ပေါ့နော်တကယ်အကောင့်ထည့်ဖို့မဲ့အဖွဲ့အစည်းကိုတင်ပြပြီးတော့မှရှေ့ဆက်လက်ဆောင်ရွက်မဲ့လုပ်ငန်းစဉ်တွေထဲမှာထည့်ပြီးတော့မှဆောင်ရွက်သွားတယ်ဆိုရင်အဲဒါကြာလာတာနဲ့အမြကျမတို့ကောင်းလာမှာဖြစ်ပါတယ်ရှင် နိုင်ငံတကာကဟိုပါပေါ့နော်ပညာရှင်တွေလာပြီးတော့မှစကားဝိုင်းဆွေးနွေးတာတို့ keynote speech တို့ပြောကြမယ်ပေါ့နော်အဲ့ဒါကောင်းပါတယ်ရှင့်အဲဘာကြောင့်ကောင်းတယ်လို့ပြောလဲဆိုလို့ရှိရင်ကျမတို့လိုအလားတူပဲပေါ့နော်ဟိုဒီသူတို့သူတို့နိုင်ငံတွေမှာငြိမ်းချမ်းရေးဖြစ်စဉ်တွေရှိခဲ့တယ် လက်နက်ကိုင်ပြိပခါတွေရှိခဲ့တယ်ပြီးငိမ့်ချမ်းရေးဖြစ်စဉ်တွေနဲ့အောင်မြင်စွာဒီငိမ့်ချမ်းရေးကိုတက်လှမ်းနိုင်ခဲ့တဲ့ကဘာမှာကျွန်တော်တို့တခြားနိုင်ငံတွေကနေပြီးတော့မှကျွန်တော်တို့သင်ငန်းစာယူတဲ့နဲ့ဟာပေါ့နော်အဲကို့မြန်မာနိုင်ငံနဲ့လိုက်လျောညီထွေတဲ့ပုံစံနဲ့တွားနိုင်ဖို့လို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကများများနားထောင်ပေးဖို့လိုပါတယ်ရှင်အဲအဲ့ဒါနံပါတ်၁ပါဟိုနံပါတ်၂ကကြတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကပြည်တွင်းရေးဖြစ်ပေမဲ့လည်းပြည်တွင်းရေးကိုဟိုဒီလိုမျိုးဟိုပေါ့နော်အားလုံးပါဝင်တဲ့ပုံစံမျိုးနဲ့ ပြီးလို့ရှိရင်သဘောထားကြီးကြီးနဲ့တယောက်နဲ့တယောက်လေးလေးဆဆအပြန်လာနားထောင်နေကြတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီကထွက်လာတဲ့ဆုံးဖြတ်ချက်တွေအကြံပြုချက်တွေကအများသဘောတူထားတာတွေပေါ့နော်ဒါအများရဲ့သဘောထားတွေနဲ့ဒါပြည်သူလူထုမျိုးစုံပေါ့ပါဝင်တာအများသဘောတူဆုံးဖြတ်ထားတာတွေဆိုတဲ့ဟာကိုဟိုတက်တည်ဖြစ်တာပေါ့နော် နိုင်ငံတကာလာတဲ့လူတွေကဟိုသူတို့အနေနဲ့ဒါကိုတက်တည်အနေနဲ့ သူတို့ကတတ်သိဖြစ်တာပေါ့နော်ကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းစဉ်ကြီးကဒါလူတိုင်းပါဝင်တယ်အဲပြီးလို့ရှိရင်တေချာနားထောင်တယ်ပြီးလို့ရှိရင်သဘောတူညီဆွေးနွေးတယ်တကယ် digest ဖြစ်တယ်ပေါ့ကြည်ညက်အောင်တေချာလုပ်ပြီးတော့မှတကယ်ဖြစ်သင့်ဖြစ်ထိုက်တာတွေကိုကျွန်တော်တို့ကဝိုင်းပြီးတော့မှဆွေးနွေးပြီးတော့မှဆုံးဖြတ်ပြီးတော့မှဒီအကြံပြုချက်တွေထွက်တယ်ပေါ့နော်အဲဒီအကြံပြုချက်တွေကိုလည်းဆက်လက်အကောင့်ထည့်ဖို့မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကနိုင်ငံတကာကို အဲကျမတို့ကတက်သေးပြတာပေါ့နော်ဟိုဆိုတော့ဟိုတက်သေးဖြစ်တာပေါ့ရှင်ကောင်းပါလေရှင်ခုလိုပေါ့နော်ဟိုကျမတို့က ဟို social media ခက်လည်းဖြစ်တယ်ပြီးလို့ရှိရင်ဒီ media တွေပေါ့နော် media ဆိုလဲ online media တွေ media တိုက်ကြီးတွေပေါ့နော်ဒါတွေအားကောင်းတဲ့အချိန်ဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ပြည်သူလူထုတွေလက်ထဲမှာလည်းဒီ smartphone တွေနဲ့လူတိုင်းက social media သုံးနေခက်ဖြစ်တယ်ပေါ့နော်အဲဒီလိုခက်ကြီးမျိုးမှာအဲကျွန်တော်တို့ကဒီ media တွေလည်းပါဝင်ပြီးတော့မှဒီလိုငင်းကြေးဆွေးနွေးပွဲကိုလုပ်တယ်ဆိုတာနောက်ပြည်သူလူထုအများစုလည်းသိရတာပေါ့နော်ပြီးလို့ရှိရင်နိုင်ငံတကာကလည်းသိခွင့်ရှိတယ်အဲအဲ့ဒါကဘာကိုဖြစ်စေလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဒီ ဒီပြည်သူလူထုနဲ့အစိုးရနဲ့ဆက်သွယ်ဆောင်ရွက်မှုကိုပိုကောင်းစေတာပေါ့နော်။တော့အစိုးရကလည်းဘာတွေလုပ်နေလဲ။တော့အစိုးရဆိုတာကကျမဟိုပါပေါ့နော်။ဝန်ကြီးဌာနတစ်ခုတည်းကိုပြောချင်တာမဟုတ်ပါဘူး။ဒီလိုငြိမ်းချမ်းရေးပေါ်ဆောင်တဲ့အဖွဲ့တွေပြီးလို့ရှိရင်ဒီမှာဖိတ်ကြားခံရတဲ့နိုင်ငံရေးပါတီပြီးလို့ရှိရင်တိုင်းရင်းသား လက်နက်ကင်အဖွဲ့တွေပေါ့နော်စသဖြင့်အဲဒါတွေရှိတဲ့အခါကျတော့ပြည်သူလူထုသိခွင့်ရတာပေါ့နော်အဲ့ဒါကောင်းပါတယ်ရှင့်မီဒီယာတွေကလည်းများများလွှင့်ပေးပြီးတော့မှအဲကျွန်တော်တို့ကအစိုးရနဲ့ပြည်သူလူထုကြားထဲမှာပူးပေါင်းဆောင်ရွက်မှုယုံကြည်မှုပို့ပြီးတော့မှအဲ ို့ပြီးတော့မှခိုင်မာလာဖို့ပေါ့နော်ဒါမီဒီယာတွေရဲ့အခန်းကဏ္ဍရေးကြီးပါတယ်။နောက်ဒီလိုမျိုးဆွေးနွေးပွဲတွေနောက် forum ကြီးတွေလုပ်တာပေါ့နော်ပြီးနိုင်ငံတကာဖိတ်ကြားတာလည်းဒါနိုင်ငံတကာကိုအတိအမှတ်ပြုတယ်နိုင်ငံတကာလည်းကျွန်တော်တို့အတိအမှတ်ပြုတယ်ဆိုတော့အထိပဲဖြစ်တဲ့အတွက်အဲဒီလိုဆွေးနွေးပွဲတွေ forum ကြီးတွေကိုဟိုပေါ့နော်ဒါရေရှည်လုတ်သွားနိုင်ရင်တော့ဟိုပို့ပြီးတော့မှကောင်းပါတယ်လို့ပြောချင်ပါတယ်ရှင့်